ကဘာဦးကျန်းအခိုင်းဆက်ခွန်ကဘာဦးကျန်းအခိုင်းဆက်ခွန်သည်အေဖျားလိရှင်ပရိညင်ဖြစ်သည်ထို့နောက်အာဗြံသည် အသက်69နှစ်ရှိသောအခါထာဝရဘုရားသည်အာဗြံအားထင်ရှားတော်မူ၍ငါသည် အနန္တတကုရှင်ဘုရားသခင်ဖြစ်၏ငါရှိမှတွာလာ၍စုံလင်ခြင်းရှိလောငါ၏ပရိညင်ကိုတင်နှင့်ငါပြုမည်တင်ကိုငါအလွန်များပြားစေမည်ဟုမိန့်တော်မူ၏ အာဗရန်ဒီလဲပြုတ်ဝတ်လျက်ဖျားသခင်ကငါပြုတ်သောပရိညင်သည်တင်၌ရှိ၏တင်သည် လူမျိုးအများတို့၏အဘဖြစ်လိမ့်မည်နောက်တစ်ဖန်တင်၏အမိကို အာဗရန်ဟုမခေါ်ရတင်၏အမိကို အာဗရာဟံဟုခေါ်ရမည်အကြောင်းမူကားငါသည်တင့်ကိုများစွာသော လူမျိုးတို့၏အဘအရာ၌ခန့်ထားပြီငါသည်တင့်ကိုအလွန်ပွားများစေမည်တင်အားဖြင့် လူမျိုးမျိုးတို့ကို ဖြစ်စေမည်တင်းဤအမျိုးအနွယ်၌လည်းချင်းပရင်ဖြစ်ရလိမ့်မည်ငါသည်တင်းဤဖျားတင်းနောက်၌တင်းအမျိုးအနွယ်ဤဖျားဖြစ်မည်ဟုတင်းနှင့်တင်းဤအမျိုးအနွယ်အစဉ်အဆက်တို့၌ငါပရိညင်ကို ထာဝရပရိညင်ဖြစ်စေမည်ယခုတင်းဧည့်သည်ဖြစ်၍နေသောခါနန်ပြည်တစ်လျှောက်လုံးကိုတင်းအား၎င်းတင်နောက်၌တင်ဤအမျိုးအနွယ်အား၎င်းအစဉ်အမြဲအပိုင်ပေးမည် သူတို့ဤဖျားလဲငါဖြစ်မည်ဟုမိတ်မွတ်တော်မူ၏တဖန်ဖျားသခင်ကတို့ဖြစ်၍တင်နှစ်တကွတင်းနောက်၌တင်းဤအမျိုးအနွယ်အစဉ်ဆက်တို့သည်ငါဤပရိညင်ကိုစောင့်ရှောက်ရကြမည်တင်းနှစ်တကွတင်းနောက်၌တင်းဤအမျိုးအနွယ်သည်ငါရှိမှစောင့်ရှောက်ရသောငါဤပရိညင်ဟုမူကားတင်းတို့တွင်တာယောက်ကြတိုင်းအေးပြားလီမင်္ဂလာကိုခံရမည် အေးပြားလိမင်္ဂလာသည်ငါနှစ်တင်တို့ပြုသောဗြေညင်ဤလက္ခဏာတက်သည်ဖြစ်ရလိမ့်မည်တင်တို့အမျိုးအစဉ်ဆက်၌တားယောက်ကြတိုင်းကိုယ်အိမ်၌ဖွာသောသူဖြစ်စေကိုယ်အမျိုးမဟုတ်တပားအမျိုးသား၌ငွေနှစ်ဝယ်သောသူဖြစ်စေအသက်ရှိရမြောက်လျင်အေးပြားလိမင်္ဂလာကိုခံရမည်ကိုယ်အိမ်၌ဖွာသောသူကိုယ်ငွေနှစ်ဝယ်သောသူအေးပြားလိမင်္ဂလာကိုခံရမည်ငါဗြေညင်လည်း တင်တို့ဤအသား၌ထာဝရပြည်ញင်ဖြစ်လိမ့်မည်။အေးပြားမလီအေးပြားလီမင်္ဂလာကို မခံသောတားယောက်ကြားတိုင်းကို သူဤအမျိုးမှပယ်ရှင်းရ၏။ထိုသူသည်ငါပြည်ញင်ကိုဖျက်လိပြီဟု အာဗြံအားမိန်တော်မူ၏။တဖန်ဖျားသခင်ကတင်ဤမယားစာရဲကိုမူကားစာရဲဟုသော အမည်ဖြင့်မခေါ်ရစာရာဟုသောအမည်ဖြင့်ခေါ်ရ၏။သူကိုငါကောင်းကြီးပေး၍ သူအားဖြင့်လဲတင့်အားသားကိုပေးမိအကယ်စင်စစ် သူကိုကောင်းကြီးပေး၍သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်သူ၏အမျိုးအနွယ်၌လဲအပြည့်ပြည့်သော ရှင်ဘုရင်ဖြစ်ကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏ထိုအခါအာဗြဟံသည် ပြောက်ဝတ်လျက်အသက်တရာရှိသော သူသည်သားကိုရလိမ့်မည်လော အသက်60ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟုရည်လျက် စိတ်နှလုံးထဲမှာ အောင့်မေ့ပြီလျင်ဣရှမေလသည်ရှေးတော်၌အသက်ရှင်ပါစေသောဟုဘုရားသခင်ကို၆တော်အခါဘုရားသခင်ကတင်းဤမယားစာယာသည်တင့်အားသားကိုဖွာလိမ့်မည်ထိုသားကိုလည်းဣဇက်အမည်ဖြင့်အမည်ရမည်သူ၌၎င်းသူနောက်မှသူ၏အမျိုးနွယ်၌၎င်းသူ၏ဗြေညင်ကို ထာဝရဗြေညင်ဖြစ်စေမည်ဣရှမေလအမှု၌ကတင်းဤစကားကိုငါနားထောင်၏သူကိုငါကောင်းကြီးပေး၏ သူ့အနွယ်ကိုတိုးပွားစေ၍သူ့ကိုအလွန်များပြားစေမည်သူသည်မင်းသား12ပါးတို့၏အဘဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စေခြင်းကလည်းငါပြုမည်သို့တော်လည်းနောက်နှစ်ချင်းချက်သောအချိန်တွင် စာရာသည်တင့်အားဖွာလက်တန့်တော်သားဤဇတ်၌ငါဤပရိညင်ကိုငါတီစေမည်ဟု မိန့်တော်မူပြီလျင် မိမွတ်တော်မူသံငြိမ့်၍ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏ အာဗြဟံဒီလဲတာဣရှမေလာမှစ၍ကိုအိမ်၌ဖွားတော်သူအပေါင်းကိုငွေနှင့်ဝယ်တော်သူအပေါင်းတည်ဟုသော အာဗြဟံအိမ်နှင့်ဆိုင်သောတာယောက်ျားအပေါင်းတို့ကိုယူ၍ဖျားသခင်မိန်တော်မူသည့်အတိုင်းဒီနေ့ချင်းတွင်အေဖျားလှီးမင်္ဂလာကို ပေးလေ၏အာဗြဟံသည်ကိုတိုင်အေဖျားလှီးမင်္ဂလာကိုခံသောအခါအသက်99နှစ်ရှိ၏တာဣရှမေလာသည် ်ဒီပြားလီချင်းကိုခံတော့အခါအသက်33နှစ်ရှိ၏တနေ့ချင်းတွင်အာဗြဟံနှင့်တားဣရှမေလသည်အေပြားလီမင်္ဂလာကို ခံကြလေ၏သူ၏အိမ်၌ဖွာသောသူတပားအမျိုးသား၌သူ၏ငွေနှင့်ဝယ်သောသူ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည် သူနှင့်အတူအေပြားလီမင်္ဂလာကို ခံကြလေ၏ကပောက်ချံအခိုင်းစခွန်ပြီးပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းကြီး ေးပါစေ။အာမင်။ကဘာဥကျမ်းအခန်း28ကဘာဥကျမ်းအခန်း28တီအာဗရန်နှင့်ဧဝံဂေလိတမန်တော်ဧည့်သည်၃ဦးရောက်လာခြင်းအကြောင်းဖြစ်သည်။ထာဝရဘုရားသည်မန်ရဲ့တပိတ်တော်နာမှာအာဗရဟံအားထင်ရှားတော်မူသည့်အကြောင်းအရာဟူမူကားနေဘူးသောအချိန်တွင် အာဗရဟံသည်တဲတကားဝ၌ထိုင်လျက်မျှော်ကြည့်၍ မိမိရှေ့မှာလူသုံးယောက်ရက်နေကြသည်ကို မြင်သောအခါခီးဦးကျိုပြုရှင်းကတဲတကားဝါမှပြေး၍မြေတို့ဦးညွှတ်ချလျက်အကျွန်ုပ်သခင်ရှေတော်၌အကျွန်ုပ်သည်မျက်နာရလျင် ကိုတော်ကြုံမှလွန်၍မသွားပါနှင့်။ရေအနှဲငယ်ကို ယူခဲ့ပြရစီခြေကိုဆေးပြီးလျင်တစ်ပင်အောင်၌လျောင်းနေကြပါလော။မုတ်အနှဲငယ်ကိုလည်းယူခဲ့ပါမည်။အမောအပန်းပြေသောအခါတွားကြပါလော။ ထိုသို့သောကျေးဇူးတော်ကိုခံစီခြင်းကကိုတော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏ထိုသူတို့ကလည်းပြောသည့်အတိုင်းပြုပါလော့ဟုဆိုကြ၏အာဗြဟံသည်လည်းတဲတွင်း၌ရှိသော စာရာစီတို့ အလင်အမြန်ဝင်ပြီးလျင်ဂျုံမုံညက်သုံးစလေကိုအတော့ပြင်း၍နေပါပေါင်မုံလုတ်ပါဟုဆိုလေ၏တဖန်နွားစုတို့ပြေး၍နှုထွားကောင်းမွန်သော နွားတငယ်ကိုယူပြီးလူလင်၌အတ်သဖြင့်မြ мян ပြင်ဆင်စေ၏ထိုနောက်နိုးနှင့်နိုးဆန်းကို၎င်းပြင်ဆင်သောနွားတငယ်ကို၎င်းထိုသူတို့ရှိ၌တဲခင်းပြီးလျင်တစ်ပင်အောက်သူတို့အနားမှရက်နေ၍သူတို့သည်စားကြ၏စားပြီးသောအခါတင်း၏မယားစားတာအဘယ်မှရှိသနည်းဟုမေးကြလျင်တဲအတွင်း၌ရှိပါသည်ဟုပြန်ပြော၏ထိုသူတို့တွင်တပားကလည်း ခွာချိန်စီသောအခါတင်းစီတို့ငါဆက်ဆက်ပြန်လာအောင်မည်ထိုအခါတင်းဤမယားစာရာသည်တားကိုရလိမ့်မည်ဟုဆို၏ထိုတို့ဆိုသော သူဤနောက်၌တကားဝနာမှာစာရာရှိသောကြောင့်ထိုစကားကိုကြား၏ထိုအခါအာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးခြင်းလာပြီစာရာသည် မိမတို့၌ဥတုရောက်မြရှိသည့်အတိုင်းမရောက်ပြီ ထိုကြောင့်စာရာကငါလဲအိုပြီး ငါသခင်လည်းအိုပြီတို့ဖြစ်၍ငါသည်ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလျက်တိတ်ဆိတ်စွာရည်လေ၏တင်ဤမယားစာရာကအကယ်၍ငါသည်အိုပြီးမှသားကိုဖွာလိမ့်မည်လောဟုဆိုလျက်အဘဲကြောင့်ရည်သည်နီထာဝရဘုရားမတတ်နိုင်သော အမှုတစုံတစ်ခုရှိသလောချင်းချက်သောဖွာချိန်စေသောအခါ တင့်စီတို့ငါပြန်လာ၍စာရာသည်သားကိုရလိမ့်မည်ဟုထာဝရဘုရားသည်အာဗြဟံအားမိန့်တော်မူ၏စာရာကလည်းကျွန်မမရည်ပါဟုကြောက်၍ညင်းလေ၏မဟုတ်ဘူးတင်ရည်ပြီဟု မိန့်တော်မူ၏အခန်းငယ်16အခန်းငယ်16သည်တောတော်မျိုးအတွက်အာဗြဟံအတနာခံခြင်းဖြစ်သည် ထိုလူတို့သည်ထိုအရက်ကထား၍တောတော်မျိုးတို့မျက်နှာပြုလျက်သွားကြ၏အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းကလိုက်လေ၏။ထာဝရဘုရားကငါပြုမိမှုကို အာဗြဟံအားမဖော်ပြဘဲဟွက်ထားရမည်လော။အာဗြဟံသည် ကြီးမြတ်၍တကိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လေမည်။လူမျိုးအပေါင်းတို့သည်သူ့အားဖြင့်ကောင်းကြီးမင်္ဂလာကို ခံရကြလေမည်။အကြောင်းမူကားသူသည်မိမိနောက်၌ဖြစ်တော်သားများအိမ်သူများတို့အားပြည့်ညံ့မိအရာကိုငါသိ၏။သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့လိုက်၍ဟုတ်မှန်ဖြောင့်မတ်စွာကျင့်ကြလိမ့်မည်။တို့ဖြစ်၍ဂရီတော်ရှိသည့်အတိုင်းထာဝရဘုရားသည်အာဗြဟံ၌ပြုရသောအခွင့်ရှိလိမ့်မည်ဟုအကြံတော်ရှိ၏။တဖန်ထာဝရဘုရားကတောတုံမြို့ဂေါ်မောရာမြို့၌ကြွေးကြော်သောအတန်သည်ကြီး၍အလွန်အပြည့်လေးသောကြောင့်ယခုငါသွား၍ငါရှိသူရောက်ခဲ့ပြီသော ကျွေးကြော်ခြင်းရှိသည့်အတိုင်သူတို့သည်အမှန်ပြုသည် မပြုသည်ကိုငါကြည့်ရှုမည်မပြုလျင်မပြုကြောင်းကိုငါတိမိဟု မိန်တော်မူ၏ထိုသူတို့သည်ထိုယမမျက်နှာလှည့်၍တောတုံမျိုးသို့သွားကြ၏အာဗြဟံမူကားထာဝရဘုရားရှိတော်၌ယက်နေလျက်ရှိသေး၏ထိုအခါအာဗြဟံချင်းကဲ့၍ကိုတော်သည်ဖြောင့်မတ်သော သူတို့ကို မတရားသော သူတို့နှင့်တကွဖြစ်စည်းတော်မူမည်လော့ ထိုမြို့တွင်ဖြောင့်မတ်တော်သူ90ရှိလျင် ဖြက်စီးတော်မူမည်လော ဖြောင့်မတ်သူ90ပါသောမြို့ကို သူတို့အတွက်မနှမျောပဲဖြက်စီးတော်မူမည်လောထိုတို့ပြု၍ဖြောင့်မတ်တော်သူတို့ကို မတရားသောသူတို့နှင့်တကားကွံ့မျက်ရှင်အမှုသည် ကိုတော်နှင့်ဝေးပါစေတည်းဖြောင့်မတ်သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေခြင်းအမှုသည် ကိုတော်နှင့်ဝေးပါစေတည်း မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်တရားသဖြင့်စီရင်တော်မူမည်မဟုတ်လောဟု၆ဆို၏။ထာဝရဘုရားကလည်းတောတော်မျိုး၌ဖြောင့်မတ်သူ90ကိုငါတွေ့လျင်သူတို့အတွက်ထိုတရက်လုံးကိုငါနှမျောမည်ဟုမိန့်တော်မူ၏။တပန်အာဗြဟံကအကျွန်ုပ်သည်မြေမုတ်နှင့်ပြာတက်တက်ဖြစ်တော်လေ။ဘုရားရှင်ကိုယခုလျှောက်မည်ဟုအားထုတ်ပါ၏။ ဖြောင်းမတ်သူ90တို့တွင်9ယောက်မပြည့်လျင်ထို9ယောက်မပြည့်ခြင်းကြောင့်ထိုမြို့လုံးကိုဖျက်ဆီးတော်မူမည်လောဟုမေးလျှောက်ပြန်တော်ထိုမြို့၌45ယောက်ကိုငါတွေ့လျင်မဖျက်ဆီးဟုမိန့်တော်မူ၏တဖန်တော်ထိုမြို့၌40ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု6ဆိုပြန်လျင်ထို40အတွက်ငါမပြုတ်ဘဲနေမည်ဟုမိန့်တော်မူ၏တဖန်တော် ။"အိုဖုရားရှင်စိတ်ရှိတော်မူမူပါနဲ့။အကျွန်ုပ်ခြောက်ပြရစေ။ထိုမျိုး၌30ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု"ခြောက်ဆိုပြန်လေ။ထိုမျိုး၌30ကိုငါတွေ့လျင်ငါမပြုတ်ဟုမိန့်တော်မူ၏။တဖန်တုံးအကျွန်ုပ်သည်သာဝရဘုရားကိုယခု၆မိဟုအားထုတ်ပါ၏ထိုမျိုး၌20ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု၆ဆိုပြန်လျှင်20အတွက်ငါမဖြည့်စီပဲ နေမိဟု မိန်တော်မူ၏။အိုဖျားရှင်စိတ်ရှိတော်မူမူပါနှင့်။ဒီတကြိမ်အကျွန်ုပ်၆ပြရစီအောင်။ထိုမျိုး၌တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု၆ဆိုပြန်လျင်တဆယ်အတွက်ငါမဖြည့်စီပဲနေမည်ဟုမိန်တော်မူ၏။ထာဝရဖျားသည် အာဗြဟံနှင့်စကားပြောပြီးမှကြွသွားတော်မူ၏။အာဗြဟံလည်းမိမိနေရာအရက်သို့ပြန်လေ၏။ကဘာဦးကျန်းအခိုင်း၁၈ ပြီးပါပြီ။အားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။ကဘာဦးချန်းခိုင်း19ကဘာဦးချန်းခိုင်း19သည်တောတုံနှင့်ဂေါမရဖြစ်စည်းခံရခြင်းဖြစ်သည်။ကောင်းဝင်တမန်နှစ်ပါးတို့သည်ညဦးအချိန်၌တောတုံမျိုးတို့ရောက်လေ၏။လောတသည်မြို့တကားဝ၌ထိုင်လျက် သူတို့ကိုမြင်လျင် ခရီးဥကြိုပြုခြင်းကထ၍မြေ၌ဥညွတ်ချလျက်အကျွန်ုပ်သခင်တို့ကိုတော့ကြုံဤအိမ်တို့ဝင်၍တညလုံးနေကြပါခြေကိုဆေးကြပါနက်နက်စောစောထား၍ကြွသွားကြပါလောဟုဆိုလေ၏ကောင်းငင်တမန်တို့ကငါတို့သည်မဝင်တညလုံးလမ်း၌နေတော့မည်ဟု ဆိုတော်လေကြက်ကြက်သွေးဆောင်သောကြောင့်တဖန်လောတနေရာသို့လှည့်၍သူဤအိမ်တို့ဝင်ကြ၏ လောတာလဲသူတို့အဖို့ပွဲလုံး၍တဆေးမပါသောမုံကို ပေါင်းပြီးမှသူတို့သည်စားကြ၏ထိုသူတို့သည်မအိပ်မီတောတုံမြို့သားယောက်ျားအကြီးအငယ်အရရက်ကလာသောသူအပေါင်းတို့သည်အိမ်ကိုဝိုင်း၍လောတာကိုဟစ်ခေါ်လျက်ယနေ့ညမှတင့်အိမ်သို့ဝင်သောလူတို့သည်အဘယ်မှရှိသနည်းထိုသူတို့နှင့်ငါတို့သည်ဆက်ဆံလိုသည်ဖြစ်၍သူတို့ထံသို့ ထွက်စီလောဟုဆိုကြ၏လောတာသည်လည်းတကားပြန်မှာသူတို့ထံသို့ထွက်၍မိမိနောက်၌တကားကိုပိတ်ပြီးလျှင်ညီကိုတို့အာရမမှုကိုဤမြလောက်မပြုကြပါနှင့်အကျွန်ုပ်၌ယောက်ျားနှင့်မဆက်ဆံသောသမီးနှစ်ယောက်ရှိပါ၏သူတို့ကိုတင်တို့ထံသို့ ထုတ်ရသောအခွင့်ကို ပေးကြပါလောသူတို့၌ပြုခြင်းတမျှပြုကြလော့ဤလူတို့၌အလင်းမပြုကြပါနှင့်အကြောင်းမူကားသူတို့သည် အကျွန်ုပ်အိမ်မိုးအရေးကိုခိုနေပါ၏ဟု တောင်းမှန်တော်လဲသူတို့ကစုတ်လော့ဟုဆိုကြ၏တဖန်တင်းသည်တဲကိုချင်းငါသာရောက်လာပြီတရားသူကြီးလောက်ရမည်လော ယခုထိုသူတို့၌ပြုသည်ထက်တင်း၌သာ၍စိုးသောအမှုကိုပြုမည်ဟုဆိုလျက်လောတကို ကြက်ကြက်ဖြစ်၍တကားကိုလည်းပောက်ခွဲ ချိုးဖြက်ခြင်းကချင်းလာကြ၏ထိုအခါ ကောင်းကင်တမန်တို့သည်လက်ကိုဆန့်၍လောတာကိုမိမိတို့နေရာအိမ်အတွင်းသို့ဆွဲပြေးလျင် တကားကိုပိတ်ကြ၏အိမ်တကားနားမှရှိတော်သူအကြီးအငယ်တို့ကို မျက်စိကန်းစီခြင်းကတန်ခတ်သဖြင့်သူတို့သည် တကားကိုရှာ၍ပင်ပန်းခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်တို့ကလည်းဤအရ၌တင်းနှင့်ဆိုင်တော်သူ ရှိသေးသလားသာသမီတမတ်မြို့ထဲမှာတင်၌ရှိသည်မြောက်ကိုဤအရကထုတ်ဆောင်လောဤအရက်ကို ငါတို့သည်ဖြစ်စည်းတော်မူအကြောင်းမူကားအယက်သားတို့သည်ထာဝရဘုရားရှိတော်မှာ အလွန်ကြွေးကြော်ကြ၍ဖြစ်စည်းရန်ငါတို့ကိုထာဝရဘုရားစေလွတ်တော်မူပြီဟု လောတာအားပြောကြ၏လောတာထွက်၍တမီးနှင့်ဆုံဖတ်တော်သူမိမိတမတ်တို့အားထကြဤအယက်မှထွက်သွားကြဤမျိုးကိုထာဝရဘုရားဖြစ်စည်းတော်မူမည်ဟု ဆိုတော်လေကြည်စားဟန်ရှိသည်ဟုတမတ်တို့ထင်ကြ၏မိုးတောက်သောအခါ ကောင်းကင်တမန်တို့သည်လောတာကိုနှိုးဆော်လျက်တင်းသည်ထ၍ဤရက်၌ရှိသောမယားနှင့်သမီးနှစ်ယောက်တို့ကိုယူသွားလော့သူမဟုတ်မျိုးဤအပြစ်၌ဆုံးချင်းတို့ရောက်လိမ့်မည်ဟုဆိုတော်လေသူသည်ဖြင့်နှဲ့သောအခါထာဝရဘုရားတနာတော်မူသောကြောင့်ကောင်းကင်တမန်တို့သည်သူနှင့်သူဤမယားသူဤသမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍မျိုးပြင်သို့ထုတ်ဆောင်ကြ၏ပြင်သို့ရောက်သောအခါ င်သည်အသက်ချမ်းသာရခြင်းကပြေလောနောက်သို့လှည့်၍မကြည့်နှင့်ညီညီသောအရ၌အလင်းမနေနှင့်တောင်ပေါ်သို့ပြေလောသို့မဟုတ်ဆုံးလိမ့်မည်ဟုဆိုလေ၏လောတာကလည်းအကျွန်ုပ်သခင်ထို့သို့မဆိုပါနှင့်ယခုမှကိုတော်ကျွန်သည်ရှေ့တော်၌မျက်နှာရပါပြီအကျွန်ုပ်အသက်ချမ်းသာစေသည်ဖြင့်အကျွန်ုပ်၌ပြုတော်မူသောဂယုဏကျေးဇူးအများပြားလှပါ၏ဘေးလွတ်၍တောင်ပေါ်သို့မပြေးနိုင်ပါ ဘေးတစုံတစ်ခုတွေ့၍တေမီကိုစိုးရင်ပါ၏ကြည်ပါထိုမျိုးနီးပါ၏ပြေးတာပါ၏ငယ်သောမျိုးလည်းဖြစ်ပါ၏ဘေးလွတ်၍ထိုရက်သို့ပြေးပြရစေထိုမျိုးသည်ငယ်သောမျိုးမဟုတ်လောတို့ပြေးလျင်အသက်ချမ်းသာရပါမည်ဟု၆ဆို၏ထိုသူကလည်းကြည်ပါဤအမှုအရာ၌လည်းတင်းဤစကားကိုငါနားထောင်စေခြင်းကထိုမျိုးအတွက်တောင်းမှန်သောကြောင့်ငါမဖြစ်စီဘေးလူရှင်ကထိုမျိုးတို့အလင်အမြန်ပြေးလော့ ထိုမျိုးတို့မရောက်မီငါသည်အဘယ်အမှုကိုမျှမပြုနိုင်ဟု ဆိုလေ၏ထိုကြောင့်ထိုမျိုးကိုဇောရမျိုးဟုတမုတ်ကြ၏လောတာသည်ဇောရမျိုးတို့ဝင်သောအခါမြေကြီးပေါ်မှနေထွက်ခြင်းဖြစ်သည်ထိုအခါထာဝရဘုရားသည် ကောင်းကင်ထက်အထံတော်မှတောတုံမျိုးနှင့်ဂေါမရမျိုးအပေါ်သို့ကန့်နှင့်မီးမိုးကိုရွာစေတော်မူ၏ထိုမျိုးတို့ကို၎င်းဂျိုင်းအည့်ရတစ်လျှောက်လုံးကို၎င်း မြို့သားအပေါင်းတို့ကို၎င်းမြေ၌ပေါက်သမျှကို၎င်းမှောက်လဲတော်မူ၏လောတာဤမယားမူကားနောက်သို့လှည့်ကြည့်၍စားတိုင်ဖြစ်လေ၏နနက်စောစော အာဗြဟံသည်ထ၍သာဝရဘုရားရှိတော်၌ရက်နေသောအရက်သို့သွားပြီးလျင်တောတုံမျိုးနှင့်ဂေါမရမျိုးမှစသောဂျမ်းအရက်တစ်လျှောက်လုံးကို ကြည့်ရှု၍မိဖို့၌အခိုးကဲ့သို့ တပြည်လုံးအခိုးတက်သည်ကိုမြင်လေ၏ ို့တို့ဘုရားသခင်သည်ဂျိုင်ထဲမှာရှိသောမျိုးတို့ကိုဖျက်ဆီးသောအခါ အာဗြဟံကိုအောင်းမေ့တော်မူ၏လောတနေသောမျိုးတို့ကိုမှောက်လဲသောအခါမှောက်လဲရာထဲကလောတကို လွတ်လိုက်တော်မူ၏အခန်းငယ်30အခန်းငယ်30သည် လောတနှင့်သူ၏တမီးများအကြောင်းဖြစ်သည် လောတသည်ဇောရမျိုးမှထွက်၍တမီးနှစ်ယောက်နှင့်တကွတောင်ပေါ်မှနေ၏ဇောရမျိုး၌မနေဝမ်း၍တမီးနှစ်ယောက်နှင့်တကွဥမင်၌နေ၏ ။သမီးကြီးကငါတို့အဖအိုပြီးမြေကြီးသားအပေါင်းတို့ဤဘာသာအတိုင်းငါတို့ထံသို့ဝင်ရသောယောက်ျားတစ်ယောက်မှမြေပေါ်မှာမရှိ။လာကြ။ငါတို့အဖကို စပိရီတိုက်ကြစို့။ငါတို့အဖဤမျိုးနွယ်ကိုစောင့်မ၍သူနှင့်အိတ်ကြစို့ဟုညီမကိုပြောဆို၏။ထိုနေ့ညမှာသူတို့သည်အဖကို စပိရီတိုက်ပြီးလျှင် သမီးကြီးသည် ဝင်၍အဘနှင့်အိတ်လေ၏သူအိတ်ချောင်းကို၎င်း ထအကြောင်းကို၎င်းအဘမသည်နက်ပြန်နေတွင်အကြီးကမနေညမှာငါသည်အဘနှင့်အိတ်လီပြီယနေ့ညတဖန်သူကိုစပိတ်ရိုက်တိုက်ကြစို့တင်းဒီဝင်၍အဘဤမျိုးနွယ်ကိုစောင့်မခြင်းကသူနှင့်အိတ်လော့ဟုညီမကိုပြောဆို၏ထိုနေ့ည၌လည်းသူတို့သည်အဘကိုစပိတ်ရိုက်တိုက်ပြီးလျင်အငယ်သည်ဝင်၍အဘနှင့်အိတ်လီ၏အိတ်เจ้าကို၎င်းထအเจ้าကို၎င်းအဘမသည် ထို့သောလောဒအိတ်သမီးနှစ်ယောက်တို့သည်မိမိအဖအဖြစ်ပြိတ္တိဆွဲ၏။တမီးကြီးသည်တားကိုဖွား၍မောဘအမိဖြင့်မှဲ့လေ၏။ထို့သူသည်ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဖအဖြစ်တည်း။တမီးငယ်သည်လည်းတားကိုဖွား၍ဘေနမိအမိဖြင့်မှဲ့လေ၏။ထို့သူသည်ယနေ့တိုင်အောင်ရှိသော အာမုံအမျိုးသားတို့၏အဖဖြစ်တည်း။ကပ္ပောကျန်အခိုင်း၁၉ပြပါပြီ။ အားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။ကပ္ပဦးချန်ခိုင်း20ကပ္ပဦးချန်ခိုင်း20သည်အဘိမလက်၏ဆုံးမခြင်းခံရသောအာဗြဟံတဖန်အာဗြဟံသည်တောင်ပြည်သို့ခရီးသွားသည်ဖြင့်ကာတေရှားမြို့နှင့် ရှုရမြို့ဆက်ကြားမှနေ၍ဂေရာမြို့၌တဲခို၏ထိုအခါမိမိမယားစာရာသည်မိမိနှမဖြစ်သည်ဟု သူတစ်ပါးတို့အားအာဗြဟံဆိုသောကြောင့်ဂေရာမင်းကြီးအဘိမလက်သည်မိမိလူကိုဆေလွတ်၍စာရာကိုယူစေ၏ညအချိန်တွင်အိမ်မက်အားဖြင့်ဘုရားသခင်သည်အဘိမလက်စီတို့ကြွလာ၍တင်သည် လူသည်ဖြစ်၏အကြောင်းမူကားတင်ယူသောမိမသည် သူမယားဖြစ်၏ဟု မိန့်တော်မူ၏အဘိမလက်သည် ထိုမိမနှင့်မပေါင်းဖော်သေးသည်ဖြစ်၍"အိုဘုရားရှင်ဖြောက်မတ်သောလူမျိုးကိုကုမြတ်တော်မူမည်လော" သူသည်ငါနမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည်မဟုတ်ပါလော။သူသည်ငါမောင်ဖြစ်၏ဟုမိမလည်းဆိုသည်မဟုတ်ပါလော။ဖြောင်းမတ်သောသဘောရှိ၍တန်ရှင်သောလက်နှင့်ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု၆ဆို၏။ထိုအိမ်မှ၌ဘုရားသခင်ကလည်းမှန်ပေ၏။တင်သည်ဖြောင်းမတ်သောသဘောနှင့်ပြုသည်ကိုငါသိ၏။တင်သည်ငါကိုမပြစ်မှားစေခြင်းကတင့်ကိုငါစီးတားပြီ။တို့ဖြစ်၍ ထိုမိမားနဲ့ပေါင်းဖော်ရသောအခွင့်ကိုငါမပေး။ယခုမှသူဤမယားကိုသူအားပြန်ပေးလော။သူသည်ပရောဖက်ဖြစ်၏။တင်းအဖို့ဆုတောင်းလျင်တင်းသည်အသက်ရှမ်းသာရလိမ့်မည်။ပြန်၍မပေးဘဲနေလျင်တင်းမဆ၍တင်းနှင့်ဆိုင်သောသူအပေါင်းတို့သည်ဧကံအမှန်တည်မီဟုမိန့်တော်မူ၏။နနက်စောစောအပြီးမလတ်ဒီထ၍မိမိကျွံအပေါင်းတို့ကိုခေါ်ပြီးမှ အမှုအရာလုံးစုံကိုပြောသည်ဖြင့် ထိုသူတို့သည်အလွန်ကြောက်ကြ၏အာဗြဟံကိုလည်းအဘိမလက်ခေါ်၍တင်သည်ငါတို့၌အဘယ်သို့ပြုသည်နည်းတင်ကိုငါတို့သည်အဘယ်သို့ပြမှားသောကြောင့်တင်သည်ငါ၌၎င်းငါနိုင်ငံ၌၎င်းကြီးစွာသောအပြစ်ကိုရောက်စေသည်နည်းတင်သည်မပြုတ်အပ်သောအမှုကိုငါ၌ပြုပါသည်တကားဟုဆိုလေ၏တဖန်အဘိမလက်ကတင်သည်အဘယ်အမှုကိုမြင်၍ဤသို့ပြုသည်နည်းဟုအာဗြဟံကိုမေးလျင် အာဗြဟံကဤရက်သားတို့သည်ဘုရားသခင်ကိုမကြောက်အကျွန်ုပ်၏မယားအတွက်အကျွန်ုပ်ကိုတတ်ကြလိမ့်မည်ဟုအကျွန်ုပ်ထင်သောကြောင့်ထိုတို့ပြုမိပါပြီသို့တော်လည်းသူသည်အကျွန်ုပ်နှမအမှန်ပါ၏အကျွန်ုပ်အဘဤသမီးဖြစ်၏အမိဤသမီးမဟုတ်အကျွန်ုပ်မယားလည်းဖြစ်၏ဘုရားသခင်သည်အကျွန်ုပ်ကိုအဘဤအိမ်မှခေါ်၍လေစီတော်မူသောအခါအကျွန်ုပ်ကတင်သည်ငါ၌ပြုရသောဂျေစု ဥမူကားငါသည်တင်ဤမောင်ဖြစ်ကြောင်းကိုရောက်လျက်ရာ၌ပြောရမည်ဟုမယားကိုမှားထားပါသည်ဟုပြန်ပြောလေ၏ထိုအခါအဘိမလက်သည်တိုးနွားကျွံယောက်ျားကျွံမိန်းမတို့ကိုယူ၍အာဗြဟံအားပေးလေ၏မယားစာရာကိုလည်းပြန်ပေးလေ၏အဘိမလက်ကလည်းငါမြေသည်တင်းရှိမှရှိ၏လူလိုရှိသည့်အတိုင်းနေပါဟုအမိန့်ရှိ၏ စာရာကိုလည်းတင်နှင့်တင့်အပေါင်းအဖော်တို့မျက်နှာဖုံးများကိုဝယ်စရာဖို့တင်ဤမောင်အားငွေတထောင်ကိုငါပေးပြီဟု အမိန့်ရှိ၏အာဗြဟံသည်အရာရာ၌အဆုံးအမခံရ၏အာဗြဟံသည်လည်းဖျားသခင်ကိုဆုတောင်း၍ဖျားသခင်သည်အဘိမလက်နှင့်သူဤမယားသူဤကျွန်မတို့ကို အနာပြောက်စီတော်မူသည်ဖြင့်သူတို့သည်တားကိုဖွာကြ၏အာဗြဟံဤမယား စာရာကြောင့်ထာဝရဘုရားသည်အဘိမလက်ဤအိန္ဒူမိမတယောက်မှပရိဒေမယူစေခြင်းကစီရင်တော်မူသည်ကပ္ပဦးချံအခန်းကြီး20ပြပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်